ကျွန်တော်တို့ဒီနေ့အတူတကွာဆင်ခြင်ဖို့အတွက်ကတော့စိတ်လုံးကူတာကြည်တော်ဖရားဆိုတဲ့ခေါင်းတင်နဲ့ကျွန်တော်တို့အတူတကွာဆင်ခြင်ဖို့အတွက်ဖြစ်ပါတာနောက်ဘက်တော့တစ်ချက်ကို ကျွန်တော်တို့ဖတ်ချင်ပါတယ်တုတ်တန်ချန်ခန်းကြီး16ငွေ3မှာငွေစစ်ဆရာဖို့မိုက်ကို၎င်းရွှေစစ်ဆရာဖို့မီးဘူးကို၎င်းသုံးတက်ဤစိတ်လုံးကူကသာရဖျားစစ်တော်မူ၏ဆိုတော့ တို့လောကမှာစစ်တဲ့အရာတွေပေါ့ခုနတန်ဖိုးရှိတဲ့အရာတွေငွေယူစစ်တာရှိတယ်ရွှေယူစစ်တာရှိတယ်တို့ရဲ့နီးစစ်နီးစနစ်နေနေစစ်တာပေါ့အဲ့ခေတ်အခါတုန်းကတော့ဒီအရာတွေကိုသုံးပြီးတော့မှစစ်တယ်ပေါ့အခုဒီခေတ်မှာတော့နီးပညာတွေကမြင့်လာတဲ့အခါမှာအမျိုးမျိုးနဲ့စစ်ကြတာပေါ့နော်ဆိုတော့မြေကြီးအောက်မှာရှိနေတဲ့ရွှေယူတော်မှာရှာလို့ရတဲ့အနေအထားမျိုးတွေရှိတယ်ဆိုတော့တွေ့ရတာပေါ့ဒါပေမဲ့အရေးကြီးတာကကြတော့ စိတ်နှလုံးဆိုတဲ့အရာကိုစစ်တာကတဲ့ဖျားဖြစ်တယ်ဆိုပြီးတော့မှပြောပြထားတယ်စိတ်နှလုံးလို့ပြောတဲ့အခါမှာဒီနှလုံးကိုဟိုပြောတာတော့မဟုတ်ဒါပေမဲ့ဒါလေးဆက်ဆက်နေတယ်ဆိုတော့တွေ့ရတာပေါ့နော်ကျွန်တော်ဒီလူနှလုံးခုန်တဲ့အရာအဓိကကတော့စိတ်နှလုံးလို့ပြောတဲ့အခါအတွဲစိတ်တဘောကိုပြောတာဖြစ်တယ်ဆိုတော့တွေ့ရတာအဲ့တော့စိတ်တဘောဒါဘယ်လိုရှိလဲလူတယောက်ရဲ့စိတ်တဘောဒါဘယ်လိုအခြေအနေမျိုး ရှိလေဆိုတဲ့ပုံမှာမူတည်ပြီးတော့မှဖះအဲ့ဒါကိုစစ်ဆေးတယ်ဆိုတော့တွေ့ရတာပေါ့နော်ဒါကြောင့်ဖះစစ်ဆေးတဲ့အခါမှာကျွန်တော်တို့တယောက်ချင်းစီတိုင်းနေနေအဲ့ဒီဖះစစ်ဆေးတဲ့ဆံမှာကျွန်တော်ဝင်နေရလားအဲ့ဒါကိုပြန်ပြီးတော့မှနှုတ်ဘက်တော်နဲ့ပြန်ပြီးတော့မှကျွန်တော်အထူးတကားစင်ကျင်မှုအကြောင်းဖြစ်ပါတယ်ပထမဦးဆုံးဓမ္မရာဇဝင်ပထမဆုံးခန်းကြီး73ငွေ73 74လေးမှာတစ်ချက်လေးတွေ့ရတဲ့အရာလေးကရှမွေလကလည်း တင်းဒီမှားပြီးတင်းဖျားခင်ထရဖျားထားတော်မူသောပြည့်ညက်တရားကိုမဆောက်မာတကားစောင့်မိလေထရဖျားသည်ဣတိလာမျိုး၌တင်းဣအာနာကိုယခုမှစ၍အစင်မြဲတည်စီတော်မူပြီးယခုမူကားတင်းဣအာနာသည် မတည်ရထရဖျားသည်စိတ်နှလုံးတော်နှင့်ညီညွတ်တော်သူကိုရှာတော်မူ၏ထိုသူသည် လူမျိုးတော်အပေါ်မှာမင်းဖြစ်စေခြင်းကထရဖျားမိန်တော် မူပြီးအကြောင်းမူကားတင်ဒီထာဝရဖျားမှထားတော်မူသည့်အတိုင်းမချင့်ဟုရှောလူအားဆိုပြီးလျင်ဆိုပြီးတော့မှရှင်မူလေးကရထပြီးထွက်သွားတာဆိုဒီဖြစ်ပျက်ကဘာဖြစ်တာလဲဆိုလို့ရှိရင်ရှောလူကတော့သူထပြီးတော့မှလုတ်တဲ့အရာတွေဖြစ်တယ်ဆိုတော့တွေ့ရတယ်သူဖက်ကြည့်တဲ့အခါမှာဖျားသူ့ကိုမခိုင်းဘူးသူကသူသူလုတ်ချင်တဲ့အရာတွေကိုထပြီးတော့မှလုတ်တယ်ဘာလုတ်လဲဆိုတော့ဖိလိတိလူမျိုးတွေကိုသွားပြီးတော့မှစစ်တိုက်ဖို့အတွက်ပြင်ဆင်တယ် သူတိုက်လိုက်သေးတယ်နည်းနည်းတိုက်လိုက်တဲ့ခါမှာနိုင်ပါအောင်အဲ့တော့ဖိလိတိတန်းပြည်မှာရှိနေတဲ့သူတွေကသူ့အရင်ကြောက်ပြီးတော့မှယွန်နေလို့ပြောတယ်အဲ့ဒီခါကျတော့သူ့ပြန်ပြီးတော့မှစစ်တိုက်ဖို့အတွက်ပြင်ဆင်တဲ့ခါမှာသူကအဲ့ဒါရှိနေတဲ့ဒီလူ3000လောက်ကိုဣတီလာတိုင်းမှာရှိတဲ့လူ3000လောက်လူငယ်တွေကိုစုပြီးတော့စစ်ပြန်တိုက်ဖို့အတွက်ပြင်ဆင်တယ်အဲ့ဒါဒီအကုန်လုံးသူလုပ်နေတာသူ့ဖျားသခင်လုတ်ခိုင်းတာမဟုတ်ဘူး ဆိုကိုလှုပ်ချင်တာလှုပ်ပြီးတော့မှပြီးတော့မှကိုယ့်ရဲ့အမှုရာကိုသူများကိုပါဝင်ပတ်သက်ခွင့်ရှောက်ပြီးတော့မှသူ့နောက်ကနေလိုက်ရတဲ့ပုံစံမျိုးဖြစ်နေတဲ့အရာမျိုးဖြစ်နေတာအဲ့ခါမှာဆိုတော့အဲ့ဒါပြည်တနာမဟုတ်သေးဘူးဒါပေမဲ့စစ်သွားတိုက်တော့မယ်လို့ပြင်ဆင်တဲ့အချိန်မှာဒါကျွန်တော်တို့အားလုံးသိပြီးသားပဲမလှုပ်ချင်းခံရလဲဆိုတော့ဒီရစ်ပူစော်တာရစ်ပူစော်တဲ့အခါမှာရှင်မွေလာကိုစောင့်လိုက်တာခုနှစ်ရက်လောက်ရှင်မွေလာမလာအောင်တကယ်တော့အဲ့ဒီရစ်ပူစော်တဲ့အလုပ်ဆိုတာသူနဲ့မဆိုင်ဘူး အဲ့ဒါကို तू ကစိတ်လောပြီးတော့မှရစ်ပူစလိုက်တယ်ဘာလို့ဆိုအဲ့လူငယ်တွေကနောက်ကိုပြန်သွားကြပြီအဲ့ကမှနောက်ကျပြီးတော့မှရှင်မွေလာ ရောက်လာတဲ့အခါမှာဖခင်ကအဲ့စကားပြောတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဖခင်ကမင်းကိုအကောင်းဆုံး ပြင်ဆင်ပြီးတော့မှခန့်ထားတာဒါမင်းကိုကူရှောက်လုတ်တယ်အဲ့ဒါဖခင်သခင်မင်းကိုမကြိုက်ဘူးနောက်တစ်ခုထပ်ပြောတယ်ဖခင်ကသူ့စိတ်နဲ့ညီညွတ်တဲ့သူလို့ပြောတာ ဆိုတော့ဒါဖရာရဲ့အလိုတော်နဲ့ညီဖို့အရေးကြီးတယ်ဖရာသခင်မခိုင်းမဲရှောက်လှုပ်ပြီးတော့မှအဲ့ဒါကိုအနောက်ကဖရာသခင်လိုက်ရှင်းပြရတဲ့ကိစ္စမျိုးဆိုဖရာသခင်မကြိုက်တော့ပြီးတော့နောက်ဒုတိယတစ်ခါဘာဖြစ်လဲဆိုတော့ဒါကျွန်တော်တို့သိပြီးသားပဲဒီဟိုအမလက်လူမျိုးတွေကိုသွားပြီးတော့မှစစ်တိုက်ခိုင်းတယ်စစ်တိုက်ခိုင်းတဲ့အခါမှာအဲ့ဒါဖရာခိုင်းတာဖျားခိုင်းတာဖြစ်တဲ့အတွက်အဲ့ဒီစစ်ပွဲကနိုင်တယ်။ဒါပေမဲ့ဖျားကဘာလို့ခိုင်းလဲဆိုတော့ ရှင်းရှင်းဖြက်စီးပါလို့ပြောတာเนาะရှင်းရှင်းဖြက်စီးပါဆိုတာကအကုန်လုံးဖြက်စီးခိုင်းတာတခုမှမချန်တာနဲ့ तू ကသိုးတွေတလိษံတွေကိုယူလာခဲ့အဲ့တော့ဖခင်သခင်ကရှမွေလာကိုပြောရောဘာလို့မင်းအဲ့လိုလုပ်တာလဲ तू ပြောခိုင်းလိုက်ဆိုတော့အဲ့တော့ तू က तू ပြောတယ်ရှမွေလာကြီးက तू ပြောတယ်ရှောလို့ तू ပြောတဲ့အခါမှာဘာပြန်ပြောလဲဆိုတော့ကျွန်တော်လူတွေက ယူကြလို့ပါနောက်ထပ်အကြောင်းပြချက်တစ်ခုကရစ်ပူဇော်ဖို့အတွက်ပါဘုရားကပြန်ပြောတယ်ဘုရားကရစ်ပူဇော်ရဲဆိုတော့ကိုးကွယ်တာပေါ့ငါ့ကိုကိုးကွယ်တာထက်မင်းရဲ့စိတ်သဘောနဲ့ဘုရားစကားကိုတိတိကျကျနားထောင်တာပူပြီးတော့မှနှစ်သက်တဲ့ဘုရားဖြစ်တယ်ဆိုတော့တွေ့ရတယ်အဲ့ချိန်ကနေစပြီးတော့ဘာလုပ်လိုက်ပြီလဲဆိုတော့ရှောလူဘုရားသခင်ဆွန့်ပစ်လိုက်ပြီဆိုတော့ တွေ့ရတယ်။ဆိုတော့အဲ့ကျွန်တော်တက်တာထဲမှာလည်းအဲ့ဒါကိုတတိထားရမယ်။ကျွန်တော်အသက်ရှင်နေတဲ့အရာကကျွန်တော်ဘာလုပ်နေရလဲ။ဆိုတော့စိတ်နှလုံးလို့ပြောတဲ့အခါမှာကျွန်တော်ရဲ့စိတ်သဘောကဘယ်လိုသဘောမျိုးနဲ့လုပ်နေတာလဲ။ကိုယ့်ရဲ့အတ္တကိုယ့်ရဲ့ကြောချမှုကိုနဲ့သက်ဆိုင်တဲ့သူတွေအတွက်ပဲလှုပ်ဆောင်နေရလား။ဒါမှမဟုတ်ဖရာသခင်အတွက် လုံနေရလားပြန်ပြီးတော့မှချိန်ထိုးဖို့လိုတယ်ရှောလူကကြာသူ့ရဲ့အတ္တအတွက်သူလုံနေတာအဲ့ဒီအီတီလာတိုင်းနိုင်ငံမှာသူ့ရဲ့ဂုံသတင်းကြော်ကြားဖို့အတွက်သူစပြီးလုပ်တာနောက်ဆုံးမနိုင်မနှင်းဖြစ်လာတော့မှအားလုံးဝိုင်းကူရတဲ့ပုံစံမျိုးဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ရှောလူရဲ့ဇက်သိမ်းရလည်းမလောက်ဘူးအဲ့ဒါမျိုးမြင်ရပါတယ်ဒါကြောင့်ဒီဟာရန်ကြီးကြီးတယ်ပြီးတော့နောက်တဲ့ပုံကူတရားကိုကျွန်တော်ကြည့်ရအောင် ဆိုအဲ့ပေါလုဟာအခြေအနေမကောင်းတော့တယ်ဒါရှင်ပြင်းစဖြစ်တာပေါ့နော်ဒါရှင်ပြင်း၃ယောက်ကြောင်းကျွန်တော်ဒီနေ့နည်းနည်းလေးလေ့လာမယ်နောက်တစ်ခါရှောလုဘုရားခင်ပယ်လိုက်ပြီးကလေးကနောက်တဲ့ရှင်ပြင်းတယောက်ကို ထပ်ပြီးဘုရားသခင်ကရွေးကောက်ဖို့တော့တခါတည်းပြင်ဆင်တာပြင်ဆင်တော့ရှမွေလာကိုပြောတယ်သွားစီဘူးကိုယူပြီးတော့မှနောက်တဲ့ရှင်ပြင်းတယောက်ကိုဗိတ်သိက်ပေးဖို့အတွက်မင်းသွားလိုက်သွားယူသွားပြီးတော့မှသွားတော့ဆိုတော့တကယ်တော့အန်တီရများပါတယ် လက်ရှိရှင်ပြင်ရှိနေတဲ့သားနဲ့နောက်ထပ်ရှင်ပြင်တယောက်ကိုသွားပြီးတော့မှရှင်ပြင်နေရာမှာခန့်ရမယ်ဆိုတဲ့ဥစ္စာမဖြစ်ဘူးကြောက်စရာကောင်းတယ်လေဒါနိုင်ငံတော်ပုံကံမှုအနေထားမျိုးလေးဖြစ်တယ်ဆိုတာတွေ့ရတာဒါပေမဲ့ရှင်မွေလာကနားထောင်ပြီးတော့မှသွားတယ်ဒါကဘက်လင်မြို့ရောက်သွားတဲ့အခါမှာရီရှဲသားတွေရီရှဲသားတွေကိုသွားပြီးတော့မှဗိတ်သိပ်ပေးဖို့အတွက်ချိန်လိုက်တဲ့အခါမှာရှင်မွေလာကဘသူ့ကိုတွေ့လဲဆိုတော့အီလီယာဘကိုတွေ့တယ်အီလီယာဘဆိုတာသားကြီး ြည့်လိုက်တော့ခက်ခက်ညံ့ညားနဲ့ထောင်ထောင်မောင်းမောင်းတဲ့ပုံစံမျိုးဖြစ်မယ်ဆိုတော့စွမ်းရည်လေးတွေလည်းရှိတယ်လှုပ်တက်တယ်ဂိုင်တက်တယ်ဆိုတော့ဟို communication ပေါ့ဒီ social communication နဲ့ကောင်းမဲ့ပုံစံမျိုးရှိမယ်ထင်တယ်ဆိုတော့အဲ့လိုဖြစ်နေတဲ့အခါမှာရှင်မလေးရချက်ချင်းစီဘူးထုတ်ပြီးတော့မှဗိတ်သိပ်ပြီးတော့မှလို့တွေ့လှုပ်ဆောင်ဒါပေမဲ့ဖေကဘာလို့လဲဆိုလို့ရှင်တားတယ်အဲ့ဒီမှာဖေကပြောတဲ့စကားကတားပေမှာတွေ့ရလဲဆိုလို့ရှင် 116မှာပဲပါပါတယ်116ခန်းငယ်ခုနှစ်မှာသရဖျားကသူဤမျက်နာသူဤရက်ကိုမကြည့်ရှုနဲ့သူကငါပယ်ပြီသရဖျားသည် လူမြင်တကယ်သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတံတန်ကိုကြည့်ရှုတတ်၏သရဖျားမူကနှလုံးကို ကြည့်ရှုတတ်သည်ဟုရှမွေလအားမိန်တော်မူ၏အဲ့ဒါကဖျားရဲ့ အမြင်ဖြစ်သွားတာဆိုတော့ဒီမှာပြောတယ်ဖះကအပြင်ပိုင်းတဲ့အပြင်မှာရှိနေတဲ့အရေးချင်းတွေကိုကြည့်တာမဟုတ်ဖះကဘာကိုပဲကြည့်လဲဆိုတော့နှလုံးကိုကြည့်တယ်နှလုံးဆိုတာဘာလဲဆိုလို့ရှိရင်အခုနကျွန်တော်ပြောဒီနှလုံးကိုပြောတာမဟုတ်စိတ်သဘောထားကိုပြောတာဆိုတော့အခုနအရှိအရာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဖះရဲ့စိတ်တော်နဲ့ညီညွတ်တော်သူဆိုတာဖះရဲ့စိတ်ထင်းမှာ ဖြစ်စီခြင်းနဲ့ပုံစံခွက်တဲမှာအသက်ရှင်နေသူကိုပြောတာဖြစ်တယ်ဆိုတော့တွေ့ရတာအဲ့ချိန်မှာဒါဝိတ်ကသူတို့နဲ့တူရှိမနေဘူးဒါဝိတ်ကတောထဲမှာတူးချောင်းနေရငေတာ ው လူငယ်လေးပဲရှိသေးတဲ့အခါမှာတူးချောင်းနေရတကယ်တမ်းစစ်မှုရေးရမှာကျွမ်းကျင်ပြီးတော့ကြာကြာရရရှိနေတာသူ့အကိုတွေဒါကြောင့်ဒါပဲဆိုပြီးတော့မှရှမူလာတော်မှားသွားတယ်ဖះလူမှားသွားတယ်ဖះပြန်တဲ့ပေးရတယ်မဟုတ်ဘူးငါစိတ်တဘောနဲ့ ညီတဲ့သူသူမဟုတ်ဘူး။အော်ဖခင်ရဲ့စိတ်နဲ့ညီတဲ့သူကဒါဝိဖြစ်နေဆိုတော့တွေ့ရတယ်။ဆိုတော့ဒါဝိဘာလုပ်နေလဲဆိုလို့ရှိရင်တောထဲမှာသူ့ကြောင်းနေတယ်။တော့ကျွန်တော်အားလုံးသိတယ်ဆာလန်23ဆိုတာဒါဝိရေးထားတာ။ तू ကသူ့ကြောင်းနေပြီမဲ့ဖခင်ကိုတွေ့တာ။ဖခင်နဲ့ဆက်သွယ်နေတယ်။တော့တိုးလေးတွေရှိတယ်။တိုးတွေဆိုတာကတိုးရင်းရှိမှအရာခက်တဲ့အသက်ရှင်နေတာ။ ဆိုစိမ့်လဲနဲ့ချက်စားရအရာ तू ကပို့ပို့ပေးရတယ်။ရေစားတဲ့အခါမှာ तू ကအဲ့ဒီစမ်းယူပို့ပေးရတယ်။သူတွေဦးလာကိုက်စားမဲ့တလိဆန်ကြီးတွေကို तू ကကာကွယ်ပေးရတယ်။သူတွေလမ်းပြောက်သွားတဲ့အခါမှာကြောက်ထဲကြီးကြတဲ့အခါမှာ तू ကကယ်ရတယ်။ဒါတွေအကုန်လုံး तू လုံနေတယ်။ဒါပေမဲ့ तू ကသိုးထိန်နေရင်းနဲ့ဖះအောင်မြင်တာ။အော်ငိုင်းလို့အသက်တာထဲမှာလဲ။ ်ငါတို့ကငါကပေါ့လေဒါဝိတ်ကအဲ့မှာသူ့ရဲ့စင်စါတွေးခေါ်ပြီးဖះနဲ့ဆက်သွင်းနေတာငါကဖះမပါပဲဘာမှလုပ်လို့မရအောင်ဖះပါမှငါကလုပ်လို့ရမှာဆိုဖះကငါရဲ့တိုးရင်းဖြစ်တယ်အဲ့ဒါကိုတောမှာတယောက်ထဲနေပြီးချီးမွမ်းနေတဲ့ဒါဝိတ်ကိုဖះသိတယ်ခုလူတိုင်းဝိုင်းထဲမှာဒါဝိတ်ကအဲ့ထက်မှမဝင်ပါသေးဘူးဒါပေမဲ့ဖះက ဖခင်ရဲ့စိတ်တော်နဲ့တွေ့ပြီးတော့မှဖခင်ကိုချိန်နဲ့စီတဲ့သူကဒါဝိဖြစ်နေတယ်ဆိုတာကိုနားလေရတယ်။ဒါကြောင့်ဖိတ်သိက်သွားပြီးတဲ့အခါမှာဒါဝိကမရှိနေတဲ့အတွက်တော်ရဲကနေခေါ်ပြီးတော့မှသူ့အသီးသန့်ပြန်ပြီးတော့မှပေးရတယ်။ဆိုတော့ကျွန်တော်အသက်တာထဲမှာလည်းအဲ့ဒီအလေလာပေါ့။ဆိုတော့ကျွန်တော်တို့ကရှိကျင်တဲ့နေရာမှာရှိနေပါလိမ့်မယ်။ဒါပေမဲ့ဖခင်သခင်နဲ့အဆက်အသွယ်ပြုတ်ပြီးတော့မှကျွန်တော်ရဲ့စိတ်သဘောဘယ်လိုအသက်ရှင်နေလဲ။ဘာသဘောနဲ့ကျွန်တော်ပြောနေတာလဲ။ ဘာသဘောနဲ့ကျွန်တော်လုံနေတာလဲဘာတွေကျွန်တော်တွေးခေါ်ကြင်စီနေတာလဲအဲ့အရာတွေကိုကျွန်တော်ပြန်ဆန်းစစ်ပြီးတော့မှဒါကဘုရားသခင်ရဲ့အလိုတော် ਨੇ ညီရဲ့လားဆိုတော့ပြန်ဆန်းစစ်ဖို့အရေးကြီးတယ်ဆိုတော့အဲ့ဒါကိုဖျားရဲ့စိတ်တော် ਨੇ တွေ့ရပါဒါပေမဲ့ဒါဝိတ်ကလည်းအားနည်းချက်ရှိနေသူပါเนาะဒါကျွန်တော်အားလုံးသိတာပဲဘာသာရှိပါနဲ့အဲ့ဒါမှားရင်းတဲ့ကိစ္စမျိုးတွေဖြစ်တယ်။သူရဲ့နေ့ရက်ကာလကြီးနောက်ပိုင်းမှာစိုက်တဲ့အတိုင်းရေးရတဲ့ကိစ္စမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့ အဲ့ဒီစိတ်နှလုံးသားအဲ့ဒီစိတ်သဘောတော့ဖခင်ကဒါဝိဒ်ကိုအနှစ်သက်ဆုံးဆိုတာတွေ့ရတယ်။ဆိုတော့နောက်ထပ်ရှင်ပြန်တရားဒါဝိဒ်ရဲ့သားရှင်ပြန်တက်လာတယ်။ရှောလမုန်။ရှောလမုန်တက်လာတဲ့အခါမှာပထမပိုင်းမှာတော့အရင်ကောင်းပါတော့တော်တယ်။ဖခင်စီကဉာဏ်ပညာတောင်းပြီးတော့မှအုပ်ချုပ်တယ်။ကျန်တဲ့နိုင်ငံတွေကဘာသူကဘာလုပ်နိုင်လဲဆိုလို့ရှိရင်အုပ်ချုပ်နိုင်တဲ့သူလွှမ်းမိုးနိုင်တဲ့သူဖြစ်လာတယ်။ဖခင်ပေးတဲ့ဉာဏ်ပညာဆိုအရင်ကောင်းတာ။ဒါပေမဲ့သူကအရင်မှားသွားတယ်ဆိုတော့ တွေ့ရတယ်ဆိုတော့ဒါမှမပြည့်ရလဲဆိုလို့ရှိရင်317ထဲမှာကျွန်တော်တို့စိုက်ပြီးတော့မှတွေ့ရတယ်ဆိုတော့ဒါကျွန်တော်အကုန်လုံးဖတ်တော့အခြားအမျိုးသမီးတွေကိုအခြားမျိုးသမီးတွေအခြားတိုင်းပြည်မှာရှိတဲ့အမျိုးသမီးတွေကိုယူတယ်ယူတဲ့အဲ့ဒီတိုင်းပြည်မှာရှိတဲ့အမျိုးသမီးတွေရဲ့ကိုးကွယ်မှုပိုင်းဆိုင်ရာမှာပါလာတယ်အဲ့ဒါဘုရားသခင်လုံးဝမကြိုက်တဲ့အရာဖြစ်နေတယ် ဆိုတော့အဲ့ဒီကိုးကွယ်မှုတွေကိုဘာဘာလုတ်ပေးရလဲဆိုတော့သူတို့ ਨੇ တက်ဆိုင်တဲ့ကိုးကွယ်ဝိုင်းဆိုင်ရာဒီအရာတွေကိုလုတ်ပေးရတဲ့အခါမှာဘုရားသခင်ကဒီပြည့်ညက်တရားအာ sorry အော်ပြည့်ညက်တော်၁၀ပါးတည်းမှာပထမအဦးဆုံးပြည့်ညက်ကငါမတပါးချသောဘုရားကိုဥမချဝတ်မပြုရလို့ပြောထားတဲ့ဥစ္စာမှာအဲ့ဒီပြည့်ညက်နေ့ကိုတွားပြီးတော့မှတရားထိတယ်ဆိုတာတွေ့ရတယ်အဲ့ကြောင့်ဒီဒီစကားကိုပြောတယ်317ခန်းငယ်၄မှာ ရှောလမုန်သည်အသက်ကြီးသောအခါမိန်းမများတို့သည်စစ်ငလုံးတော်ကိုအခြားတစ်ပါးသောဖျားနောက်သို့လွဲစေသဖြင့်စစ်ငလုံးတော်သည်ခမည်းတော်ဒါဝိဒ်၏စစ်ငလုံးကဲ့သို့မိမိဖျားသခင် ထာဝရဖျားရှိတော်၌စုံလင်ခြင်းမရှိဆိုတာအာကျွန်တော်ဖတ်ကြည့်လို့ရှိရင်ဒါတစ်ကနေပြီးတော့မှဒီအဆုံးပေါ့ဗျာ73လောက်ထိမှာဆိုလို့ရှိရင်ဒါအကုန်လုံးကိုတွေ့ရတယ်ဆိုတော့ဖျားကပြောတယ်မင်း ဒီလိုလောက်တာငါလုံးဝမကြိုက်ဘူးသူအများကြီးပဲဟိုဆိုတရဝင်းမိန်းမကြီးပဲ300မိန်းမမောင်မမိတ်တန်အကြောက်900ဆိုအဲ့ဒါနဲ့သက်ဆိုင်တဲ့ကိုကွယ်မှုတွေအကုန်လုံးသူကခွင့်ပြုထားတယ်ဆိုတော့ရှင်ပြည်ကိုယ်တိုင်ကအဲ့လိုမျိုးသွားနေတယ်ဆိုလို့ရှိရင်တိုင်းသူပြည်သားတွေအနေနဲ့ကြီးကြီးလိုက်အကုန်လုံးဖျူဖျဲတွေဖြစ်နေမယ်ဆိုတာဒါကြောင့်ဒါဝိတ်ကမှားခဲ့တာရှိတယ်ဒါပေမဲ့တဲ့ဒါဝိတ်ရဲ့ ဒီဒီဖះပေါ်မှာရှိတဲ့စိတ်နှလုံးဖះကိုကျင်းနေစေတဲ့စိတ်နှလုံးကသူ့အရင်ရှောလုသူ့သားရှောလမုန်တယောက်မှလိုက်မမိဘူးဆိုတာကိုတွေ့ရတယ်။ဒါကျွန်တော်တို့အသက်တာထဲမှာပြန်ချိန်ထိုးရမယ့်အရာဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဟုတ်ပြီကျွန်တော်တို့ဆက်ပြီးတော့မှကြည့်တဲ့အခါမှာတရောခန်းကြီး3အငယ်20 21လေးကိုတစ်ချက်ကြည့်ရအောင်။တရောတရောခန်းကြီး3အငယ်20နဲ့20 21မှာ ကြောင်းမူကားကိုစိတ်နှလုံးသည်ကိုကိုအပြစ်တင်လင်ဘုရားသခင်သည်ငါတို့၏စိတ်နှလုံးထက်သာ၍ကြီးမြတ်သည်ဖြစ်၍အလုံးစုံတို့ကိုတည်တော်မူသည်ကိုငါတို့သိကြ၏ကိုရဲ့စိတ်နှလုံးကကိုကိုပြန်ပြီးတော့မှအပြစ်တင်နေဆိုအဲ့ဒါဘာကိုပြောချင်လဲဆိုလို့ရှင်ဒါဆုံးမဩဝါဒစကားဖြစ်လာပြီတမန်တစ်ဘက်ကိုရောက်လာပြီတခေရှုလောကကိုကြွလာပြီးတော့မှအပြစ်နဲ့သက်ဆိုင်တဲ့ အရာကိုဖြည့်ရှင်းပြီးတော့မှကောင်းကင်ကိုပြန်တက်ကြွသွားပြီးတဲ့နောက်ပိုင်းမှာအသင်းတော်ကာလမှာဆုံးမဩဝါဒပေးထားတဲ့ဩဝါဒစာဖြစ်တယ်ဆိုတာတွေ့ရတယ်။တမန်တော်ရှင်ယောဟန်ပေးထားတယ်။ဘယ်သူလို့လဲဆိုလို့ရှိရင်ယုံကြည်သူတွေကိုတခင်ယေရှုကဲဒီမှာရှိပြီးယုံကြည်လက်ခံတဲ့ယုံကြည်သူတွေရဲ့အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ရှိတယ်။အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကအထက်ဝင်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အော်တာပေါအစ်စ်ပြင်ဆင်လိုက်တယ်လို့ပြောတယ်။ဒါပေရုဩဝါဒစာထဲမှာပြောပြထားတယ်။ အစ်စ်ပြင်ဆင်လိုက်တဲ့အခါမှာဖျားသခင်ကြိုက်တယ်ဖျားသခင်မကြိုက်ဘူးဆိုတော့ကျွန်တော်တို့အတွင်းထဲမှာဘာဖြစ်သွားလဲဆိုတော့ပိုင်ချပြီးတော့မှတိသွားတယ်အဲ့ဒီသက်ရှင်သောဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုပြန်စစ်လို့ရတာကိုပြောချင်တာအဲ့ဒီသက်ရှင်သောဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ရဲ့အတ္တထဲမှာကျွန်တော်တို့ကဖျားသခင်ကြိုက်တဲ့အရာကိုလုပ်တယ်ကြိုက်တဲ့အရာမဟုတ်တဲ့ဥစ္စာကိုလုပ်တယ်အဲ့ဒီမှာဖျားသခင်မကြိုက်တာကိုလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုဘာဖြစ်နေလဲအပြည့် တင်းနေအခွင့်ရှိသွားတယ်ဒါဆိုလို့ရှိရင်ပြန်စမ်းစရာရောမယ်ဩဒါကငါတက်တာထဲမှာဖះမကြိုက်ပါလားအဲ့ဒါဆိုလို့ရှိရင်သိကြပြီဒါဒီကိုတက်တာထဲမှာပြုတ်ပြင်ဖို့လိုတဲ့ရာဖះရဲ့စိတ်နှလုံးနဲ့မညင်ညွတ်တော့အဲ့ဒါကိုကျွန်တော်ကပြန်ပြီးတော့မှသိရတော့မယ်ဆိုတော့ဒီဝိညာဉ်တော့ကျွန်တော်တို့ခုနပြောသလိုထာဝရဘုရားစိတ်နှလုံးကိုစစ်တယ်လို့ပြောသလိုမျိုးကျွန်တော်တက်တာထဲမှာဖះသခင်မင်းနဲ့တက်တဲ့ရာတွေကိုလုံမိပြီဆိုလို့ရှိရင်အဲ့ဒီဝိညာဉ်တော့ကျွန်တော်တို့ဘာလုပ်ပေးလဲဆိုတော့ ်စစ်ပီးနေတယ်အဲ့ဒါအော်တာပါလို့ခေါ်တယ်အငငယ်နဲ့စစ်တက်ကိုထက်ကြည့်တော့ဖြစ်သူတို့ကိုစိတ်နှလုံးဒီကိုကိုအပြစ်မတင်လျင်ဘုရားသခင် ရှေ့တော်၌ရေးရင်ရတော်ခွင့်ရှိကြ၏ကိုလှုပ်တဲ့လှုပ်ရက်ကဘုရားသခင် အလိုတော်နဲ့ညီတယ်ဆိုလို့ရှိရင်တော့ဘုရားရဲ့အရှိမရေးရင်စွာနဲ့တိုးဝင်ခွင့်ကိုကိုွေခွင့်လှုပ်တဲ့အခါမှာ ကိုကိုကိုယုံကြည်စိတ်ချမှုအပြည့်နဲ့လှုပ်နိုင် ဒါဆိုလို့ရှိရင်တော့သိကြတယ်ဖခင်ကဝိညာဉ်တော်အဖြစ်ကျွန်တော်တို့တက်တည်ထူတာမင်းလောက်တာမှန်နေဖခင်ရဲ့အရှိမရေးရင်းစွာနဲ့လုံနိုင်သလိုလုံနေတဲ့အလောက်ကလည်းမှန်ကန်စွာလုံနေရရဖြစ်တယ်ဆိုတာကိုနားလည်ရတယ်အဲ့ဒါကြောင့်ဒီအရာအဖြစ်ကျွန်တော်တို့တက်တာတည်းမှာဖခင်ကဘာလုပ်ပေးနေလဲဆိုလို့ရှိရင်စစ်ဆေးပေးနေတယ်အဲ့ဒီစစ်ဆေးပေးနေတဲ့အရာကိုကျွန်တော်တို့ကဘာလို့တက်ရမလဲဆိုလို့ရှိရင်ဝန်ခံရမယ်။ဒါဆိုလို့ရှိရင်ဖခင်ရဲ့စိတ်တော်နဲ့တွေ့တဲ့သူဖြစ်မေဆိုတာကိုနားလည်ရတယ် ဒါကကျတို့ဘယ်တိသွားမယ့်အရာလဲတက်သက်သုံးဆနစ်ကိုချက်လေကြည့်ခြင်းနေထိုသခင်သည်မိမိတန့်ရှင်းသူအပေါင်းတို့နဲ့တကွကြွားလာတော်မူသောအခါငါတို့အဘဒီဟုသောဖျားသခင်ရှိမှအပြစ်တင်ခွင့်နှင့်ကင်းလွတ်သော သင်တို့၏စိတ်နှလုံးကို ကိုယ်တော်သည်တန့်ရှင်းခြင်း ပါရမီ၌မြင်းမြန်ခိုင်ခန့်စိတ်သောငါငါတို့သည် သင်တို့ကိုချစ်တဲ့ကဲ့သို့ ်သင်တို့သည်အချင်းချင်းတို့ကို၎င်းသူတစ်ပါးအပေါင်းတို့ကို၎င်းချစ်၍ချစ်ချင်းမြတ်တာနှင့်အထူးသဖြင့်ကြွယ်ဝပြည့်စုံမြေအကြောင်းသခင်ဖျားပြုတော်မူပါစေသောအဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်ခရစ်တော်ရဲ့တရားပလင်ကိုပြောချင်တာဖြစ်တယ်ခရစ်တော်ရဲ့တရားပလင်ရောက်လို့ရှိရင်ဖျားကစစ်ဆေးတဲ့အခါမှာကျွန်တော်တို့ကအပြစ်တင်ခွင့်နဲ့ကင်းတဲ့သူ ဖြစ်ပြီးတော့မှဖျားရဲ့အလိုတော်နဲ့ညီလောကမှာအသက်ရှင်ဖို့အတွက် တယောက်နဲ့တယောက်ချစ်တယ်သူတစ်ပါးကိုချစ်တယ်အချင်းချင်းချစ်တဲ့အရာကိုပေါ်ပြပြီးတော့အဲ့ဒီလိုအသက်ရှင်သွားရဖို့ဘသူကအမြဲတမ်းတုပြင်ပေးနေလဲဆိုလို့ရှိရင်တန်ရှင်သောဝိညာဉ်တော်ခရစ်တော်သခင်ဘုရားဆိုတာခရစ်တော်ကိုပြောတာပဲတန်ရှင်သောဝိညာဉ်တော်လို့လည်းပြောလို့ရပါတယ်မတူတော့မတူဘူးပေါ့ဒါပေမဲ့အတူတူကျွန်တော်တို့ပြုပြင်ပေးနေတယ်သုံးပါးတလုံးတော့ဘုရားအဲ့ဒီလိုပြုပြင်ပေးနေတဲ့အရာဘာဖြစ်ရမလဲဆိုလို့ရှိရင်မြင်းမြန်ခိုင်ခန့်ရမယ်လို့ပြောတယ်ဆိုတော့ တစ်ခေါက်ပြုတ်ပြင်ပေးတယ်အဲ့ဒီအပေါ်မှာရက်တီးပြီးပြန်လဲကျသွားတာမျိုးမဖြစ်သင့်ဘူးအဲ့ဒီပြုတ်ပြင်ပေးလိုက်တဲ့အရာခိုင်ခန့်တည်ကြည်ပြီးတော့မှအဲ့ဒီတိုင်းတောက်လျှောက်အသက်ရှင်သွားဖို့အတွက်အရေးကြီးတယ်အဲ့ဒါဆိုလို့ရှိရင်ကောင်းကင်မှာဖခင်ရဲ့စစ်ဆေးခြင်းမှာကျွန်တော်တို့အောင်မြင်တဲ့သူတွေဖြစ်မယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ပြီးတော့ဒီဟေပြဲဩရစာခန်းကြီး၃ငယ်ရှစ်မှာကျတော့သူကဘာပြောလဲဆိုလို့ရှိရင်ဒီဣတိလာလူမျိုးတွေကစိတ်နှလုံးခိုင်မာတယ်လို့မင်းတို့ကလည်းစိတ်နှလုံး ခိုင်မာခြင်းမရှိကြနဲ့ဆိုတော့ကျွန်တော်အသက်တာထဲမှာစိတ်လုံးခိုင်မာတာတွေရှိတယ်ဝိညာဉ်တော်ဘုရားနူးညံ့သိမ်မွေ့စွာတွင်တွင်ပြုပြင်ပေးနေတဲ့အရာကိုကျွန်တော်ကလိုက်လျှောက်နာခံခြင်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်အသက်တာမှာဝန်းနေစရာတွေပဲကြုံလာရဖို့ရှိတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ပြီးတော့တွင်တွင်တဲ့သူတွေရလေတဲ့ဒါကြတော့တတဲ့နှစ်လေးမှာအေဝံဂေလိတရားကိုစောင့်ထိုက်တော်သူငါတို့ ဖျားသခင်လက်ခံတော်မူသည်နှင့်အညီလူကိုနှစ်သက်စေတကယ်သူမဟုတ်ငါတို့စိတ်နှလုံးကိုစစ်ကြောစုံစမ်းတော်မူသောဖျားသခင်ကို နှစ်သက်စေတကယ်သူဟောပြောကြ၏ဆိုတော့တမန်တော်ရှင်ပေါ်လူကတော့ဒါပြက်ပြက်သားသားပြောတာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့လူအကြိုက်ကိုလိုက်ပြီးတော့မှပြောပြနေဖို့ဝေငှနေဖို့တွင်တင်ဆုံးမနေဖို့အတွက်မဟုတ်ဘူး ဖျားသခင်ကိုနှစ်သက်စီတယ်ဖျားနှစ်သက်စီတဲ့စိတ်နှလုံးနဲ့အသက်ရှင်ဖို့အတွက်လူဖို့တေချာလေးတိဆောက်တတ်ဖို့အတွက်အဲ့လိုဖျားနှစ်သက်စီတဲ့စိတ်နှလုံးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုကျွန်တော်တို့ငင်းပယ်ရမယ့်အရာတွေအများကြီးမကြိုက်ဘူးအချို့အရာတွေကဖျားလူနဲ့အသက်ရှင်ဖို့အတွက်ကျွန်တော်တို့ဇာတိကမကြိုက်ဘူးအဲ့ဒီအရာကိုကျွန်တော်တို့ကငင်းပြီးတော့မှကိုယ့်ရဲ့အလိုဆန္ဒဘေးဖယ်ထားပြီးတော့ဖျားရဲ့အလိုဝန်ခံပြီးအသက်ရှင်ဖို့အတွက်က ဲ့ဒါကဟိုဖရားရဲ့အလိုတော်ဖြစ်တယ်ဆိုတော့ချို့တွေကတဲ့ခုနပြောတဲ့လူအကြိုက်ကိုဟောပြောကြတာရှိတယ်ဆိုတော့လူအကြိုက်ကိုဟောပြောလို့ရှိရင်ဘုရားသခင်အလိုတော်နဲ့မညီနိုင်ဘူးဖရားအလိုတော်နဲ့ညီဝင်ငှတယ်ဆိုလို့ရှိရင်တော့အသက်တာထဲမှာခုနကျွန်တော်အသက်တာထဲမှာဖရားဘုံမထင်ရှားတဲ့ခုတ်ထွင်ရှင်းလင်းရမယ့်အရာတွေရှိတယ်အဲ့ဒါတွေကိုခုတ်ထွင်တဲ့အခါမှာနာကျင်မှုတွေလည်းရှိလာမှာဖြစ်တယ်ခက်ခဲဒုက္ခပြဿနာတွေလည်းရှိလာမှာဖြစ်တယ်ဒါပေမဲ့ ချိန်တန်တဲ့အချိန်မှာတော့ကျွန်တော်ကောင်းကင်မှာစစ်ဆီးခြင်းခံရတဲ့အချိန်မှာတော့ဒါဖရာသခင်ရဲ့စိတ်တော်နဲ့တွေ့တဲ့သူဖြစ်ကျွန်တော်ထာဝရကာလမှာဒါအာဆုချီးမြှင့်ခြင်းခံရတဲ့သူတွေဖြစ်မယ်ဆိုတော့နားလဲရပါဒါကြောင့်ဒီနေ့စိတ်နှလုံးကအရေးကြီးတဲ့အရာဖရာသခင်အလိုတော်နဲ့အညီအသက်ရှင်ကြဖို့အနေငယ်ဝင်ခဲ့ခြင်းပါအားလုံးပေါ်မှာဖရာသခင်တာဝန်ကောင်းကြီးပေးပါစေ